အနည်းဆုံးလောက်ခလစာရပယ်ဖြက်လိုက်တဲ့အလုတ်သမားခန်းစားခွင့်တွေကိုပြန်လည်ညှိနှိုင်းပေးဖို့နဲ့အထောက်ခံရတဲ့အလုတ်သမားခေါင်းဆောင်တွေကိုအလုတ်ပြန်ခန့်ဖို့ရွှေပြည်သာဆက်မှုဆောင်30အထက်ကျုပ်ဆက်ယုံမှာအလုတ်သမား1900ကျော်ဆန္ဒဖော်ထုတ်နေပါတယ်ဥဝကာကသတင်းပေးပို့ထားပါတယ်ရှင်ကျောင်းတိုင်းဒေသကြီးရွှေပြည်သားမြို့နယ်ရွှေပြည်သားဆက်မှုဆောင်တဟန်ချင်းအထက်ကျုပ်ဆက်ယုံကအလုံသမားတွေအနေနဲ့စက်တင်ဘာလ16ရက်နေ့ကစပြီးဆန္ဒဖော်ထုတ်နေတာပါ အနည်းဆုံးလောက်ခလောက်သာနှုံနာထုတ်ပြန်ပြီးနောက်စစ်ရုံဘက်ကပယ်ဖျက်လိုက်တဲ့လူသမားခန်းစားခွင့်တွေကိုပြန်လည်ညှိနှိုင်းပေးဖို့စတေမာလာပထမဘက်ကစတင်ညှိနှိုင်းခဲ့ပါတယ်။ဒါပေမဲ့ညှိနှိုင်းမှုကြိုးစားခဲ့တဲ့လူသမားတမကအဖွဲ့ကခေါင်းဆောင်လေးဦးကိုအလုတ်ကထုတ်ပစ်လိုက်ပြီးညှိနှိုင်းမှုလည်းရဲစိုင်းထားတဲ့အတွက်ခုလိုလုပ်ငန်းခွင်ရဲ့ဆန္ဒဖော်ထုတ်လာကြတာဖြစ်ပါတယ်။ကျွန်တော်ကဟိုတုန်းကရတဲ့ခါကျတော့ကျွန်တော်ကအခြေခံလာတာ6000နဲ့ရခဲ့တယ်။ရခဲ့ပြီးတော့ကျွန်တော်ရှားပါသေးတို့ဟောရမန်ကြီးတို့နော်ထမင်းဘိုးတို့အဲကားကားတို့ကတော့ရှိသေးတာ။အဲ့ဒီရှိတဲ့ခါမှကြောက်ရှင်အဲ့ဒီကြီးတွေကိုအကုန်သူတို့ကပယ်ဖျက်လိုက်တယ်။ ပြည့်ပြလိုက်ပြီးတော့ကျွန်တော်တို့အဲ့လိုပဲမော်ရက်3600နဲ့ပဲကျွန်တော်တို့ပေးမယ်။အော်3လမပြည့်သေးတဲ့ဝန်ထမ်းတယောက်ကိုသူတို့က80ရာခိုင်နှုန်းနဲ့ပေးမယ်။3လရဲ့အထက်မှာကျော်ရတဲ့လူ85ရာခိုင်နှုန်းနဲ့ပေးမယ်။အဲ့ဒီကိစ္စလေးကိုကျွန်တော်ကညှိနှိုင်းဖို့ရုံးမော်ပေါ့နော်။ Office Buying ဆိုင်ရာကိုကျွန်တော်စတင်ထားတယ်။ကျွန်တော်တို့နှစ်ပတ်နေနေတော့ဖြစ်သွားတယ်။ခုနှစ်ရက်နေနေရစပြီးစတင်တာကိုကျွန်တော်တို့မညှိနှိုင်းပါဘူးသူတို့က။ဒါပြီးတော့ညှိနှိုင်းခွင့်လည်းကျွန်တော်တို့မပေးပါဘူး။အမျိုးလားသာညှိနှိုင်းနေဆိုတာကျွမ်းညင်ကြီးပေါ့နော်ကျွမ်းညင်ကြီးကိုဘယ်လောက်ပေးမှလဲအဲ့ဒါကိုသိကြည့်လို့ပေါ့နော် ပြီးတော့သမီးတို့တွေကိုဒီရှားပါးစိတ်တို့ရမ်းမှန်ကြီးတို့ပေါ့နော်အဲ့ဒါတွေကိုလည်းဖက်မယ်လို့မကြည်ညာပြောတယ်3600ပဲပေးပြီဒါပြင်အလုံသမားသမဂ္ဂခေါင်းဆောင်တွေကိုထုတ်ပယ်ရမှာလဲစက်ယုံဘက်ကအကြောင်းပြချက်မပေးခဲ့ဘူးလို့ထုတ်ပယ်ခံရတဲ့အလုံသမားသမဂ္ဂခေါင်းဆောင်တွေကဆိုကြပါတယ်ဟိုအလုံရှင်တွေကဘယ်လိုကောင်းလဲအလုံရှင်တွေကအလုံသမားတွေကိုစန္ဒမပြပြအောင်နှိုးစော်နေတဲ့ပုံစံမျိုးဖြစ်နေပါတယ်အားလုံးလည်းနိုင်ငံတော်ကနေတော့သိသိကြပါတယ်ကျွန်တော်တို့ပြောတဲ့စကားတွေကို အလုတ်သမားတွေကတော့ဆန္ဒပြတောင်းဆိုရဲဆိုတာကတော့မလုပ်ချင်ပါဘူးအလုတ်ရှင်တွေအလုတ်သမားအစဉ်ပြေဖို့ကိုပဲလမ်းကြောင်းမှာကျွန်တော်တို့သွားချင်ပါတယ်ဒါပေမဲ့အလုတ်ရှင်တွေကမြစ်ပတ်လို့ရနိုင်မှတည်တင်တာကျွန်တော်တို့တမင်တက်မြစ်ပတ်ပါတယ်အလုတ်သမားတမကအဖွဲ့နိုင်ငံတော်နဲ့အတိမတ်ပြထားတဲ့ပုံစံဖွင့်ကြားပြီးသားအလုတ်သမားတမကအဖွဲ့တွေကိုတနည်းနဲ့မဟုတ်တနည်းနဲ့ဖြုတ်ခွဲနေပါဟန်ချင်းထကြုတ်ဆက်ယုံမှာတရက်လောက်ခလာစာကြက်3600ကလွဲပြီးအရင်ပေးထားတဲ့ခန်းစား권အလုံးကိုရုပ်သိမ်းထားပါတယ်။ စေယုံအလို့သမားတွေအနေနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းလောက်ခလာစတွင်းပြေးဖို့ဆန္ဒဖော်ထုတ်ခဲ့ကြပြီးအဲဒီတုန်းကတော့ပြည်လည်မှုရခဲ့ပါတယ်ကျွန်တော်အာကာပါ